မင်္ဂလာပါရှင်။ဘာမခေတ္တသတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ6ရက်နေ့မနက်ရှင်တိုင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့တဝယ်မြို့နယ်ကျဆားပြင်ကန္နလန်းတွင်အထိုင်ချတက်ဆွဲထားသောစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုဖြူအောင်မှုအပဝင်စစ်တပ်ဦးတည်ဆုံဆွဲတဲ့တွင်ဖြစ်ပါရရှင်။ တနင်္သာရီတိုင်းတဝဲမြို့နယ်ကျက်စားပြင်ကန္နလန်းနယ်အထိုင်ချတက်ဆွဲထားသောဂျမ်ဘတ်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာဖြူဝမှုအပေါင်းဝင်၁၁ဦးသေဆုံးကြောင်း Special Guerilla Force အထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်မေလ30ရက်နေ့ညနေ6:59မိနစ်ခန့်တွင်တဝဲမြို့နယ်ကျက်စားပြင်ကန္နလန်းနယ် တကောငါးစီးအနီအထိုင်ချတက်ဆွေရီလောင်းလုံးမျိုးနယ်ဘက်ကိုလက်နက်ကြီးများဖြင့်ပစ်ကူနေသောအစံဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုအတွင်းအစံဖက်စစ်တပ်ဘက်မှဗျူဟာမှုအပအဝင်စစ်တပ်ဦးသိဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ စကွေးသိစင်းကတော့ထထိုးတော့မရှိပါဘူးအင်အားကတော့သူတို့ရောက်လာတာ15កောင်ပဲရှိတယ်ကျွန်တော်တို့တက်ခိုင်းမှုအတွင်မှာပြွာမှုပါဝင်17ဦးသိဆုံးနေလို့သိရတယ်ဟု Special Guerilla Force အထူးပြောက်ကြားတပ်ဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုအထူးပြောက်ကြားတပ်ဖွဲ့ Special Guerilla Force နေပင်လေကျေတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်ဆလံပြီးစစ်ကောင်စီ Sniper တအုပ်နှင့်တပ်သားတအုပ်တို့ကိုကိုမြင့်ဆောင်အညာမြေစစ်စင်ရေးတွင်ဖမ်းမိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် စစ်ကောင်စီအစ်စနိုက်ပါတပ်ဖွဲ့ဝင်တအုပ်နဲ့တပ်သားတအုပ်တို့ကိုဖမ်းမိခဲ့ပြီးပေါ်ထားဆွဲခံရရေးစစ်ကြောင်းတွေပါလာသည့်အထမစစ်မှုထမ်းရသူရှစ်ဦးကိုခေထုံနိုင်ငံကြောင်းမြင်းချန်ခိုင်တရင်လေးနဲ့တဆယ်ပြိုရေးဆိုခွင့်ရှိသူကိုဆိုးအောင်ငါလူတို့နှွေဦးတို့ပြောသည်ကိုမြင့်ဆောင်ညာမည်စစ်စင်ရင်ဖြင့်အကျန်းဖက်စစ်ကောင်စီအားမြင်းချန်ခိုင်အမတ်လေးတရင်မြင်းချန်ခိုင်အမတ်တဆယ်တရင်နဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှဝက်လို့နေမည်ရေစကန်သိန်းတိုက်ပွဲဆင်နွှဲခဲ့ရမှာစစ်ကောင်စီတပ်သားများကိုဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်သည်ပြီးခဲ့သည့် မေလ15ရက်ကဝက်လူစခန်းသို့စစ်ကိုဖြစ်ရောင်းရှိလာသောစစ်ကြောင်းအကြားဖြင့်တိုက်ခိုက်ခဲ့ရာရင်းစစ်ကြောင်းမှထွက်ပြေးလာသောစစ်မှုထမ်းစေခိုင်းရန်အတင်းအဓမ္မပေါ်တာဆွဲခံရသောလူငယ်ရှစ်ဦးကိုကနဦးကထုတ်ခဲ့ကြောင်းအသိပေးသည်။ ပေါ်တော်ဆွဲခံရတဲ့သူတွေကစစ်ကောင်စီစစ်မှုထမ်းပတ်စဉ်9ပါမိန်အပတ်စဉ်10ပါမိန်နေပြည်တော်တာချီလေ AR တိုင်းဘက်ကလူတွေဖြစ်ပါတယ်ဟုမြင်းချန့်ခိုင်တရင်တာဝန်ရှိသူကပြောဆိုသည် ထို့နောက်ဂျမ်းမက်စစ်ကောင်စီတပ်အစ်စနိုက်ပါတဦးတပ်သားတဦးတို့ကိုမြင်းချန့်ခိုင်အမှတ်လေးတရင်နဲ့အမှတ်10တရင်တို့ကလက်ဝဲဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြသည် ီးခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီရဲ့စစ်မှုထံဥပဒေနဲ့ခေါ်လာတဲ့ပေါ်တာဆွဲလာတဲ့လူငယ်တွေများတဲ့လူငယ်တွေအနေနဲ့ရှားတဲ့အနေနဲ့ပြည်သူရှင်ဝင်ဘက်ကို ဒါမှမဟုတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေစီထပ်ပြေးတာတွေလည်းနဲ့ချတာတွေလုပ်ကြပါဟုကိုဆိုအောင်ကတိုက်တွန်းနေ။ထို့ပြင်ဆွန်လာ3ရက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားလေးဦးထပ်မင်းသေးဆုံးပြီးတိုက်ပွဲတွင်စစ်ကောင်စီထံမှခရင်အချို့နှင့်ရှမ်းသူအလောင်းတလောင်းသိမ်းဆီရရှိခဲ့သည်ဟုဆိုသည်။ပြီးခဲ့သည့်မေလ15ရက်မှစ၍မြင်းချန်နေတို့ကြီးတောင်သာငန်းစွန်မြို့နယ်တို့မှစစ်ကောင်စီကိတ်စကန်များကိုတပြိုင်တည်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှသေဆုံးသူ90ထပ်မင်းရှိကလက်နက်28လက်သိမ်းဆီရရှိသည်။ ောင်းကိုမြင့်ဆောင်ညာမြေစစ်စင်ရေးကထုတ်ပြန်ထားသည်မြင်းချက်မြို့နယ်ရှိစစ်မီကုန်းရေစကန်ကြောက်ပြုတ်ရွာပြူစကန်တောင်ရှိခိတ်အထိုင်းစကန်ဆက်ရှိရက်ကွက်နှင့်ခရိုင်ထွေအုံယုံနထိုးကြီးမြို့နယ်ရှိဝဲလူရေစကန်ဂတ်စ်ပိုက်လိုင်းနှင့်မြို့မစကန်ဇီရွာအနီးစစ်ကြောင်းတောင်သာမြို့နယ်တွင်ထဏောင်းကုန်းပြူရွာစကန်မြို့ဝင်ကဲဂတ်စ်ပိုက်လိုင်းနှင့်ငန်းစုံမြို့နယ်ရှိမြို့ဝင်ကိမြို့သာဆောင်ကင်းစကန်တို့ရှိစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဆလဘီဘုံမှုချုံအောင်ချုံတော်ကိုရှင်းလင်းခဲ့တဲ့မြို့ပြပြောက်ကြားများကိုဖမ်းမိပြီးဟုစစ်ကောင်စီထုတ်ပြန်၆နှစ်ရွယ်ကလေးကိုပင်တရားခံစီရင်တဲ့ထည့်သွင်းထားဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဘုံမှုချုံအောင်ချုံတော်ကပြစ်ခတ်ရှင်းလင်းခဲ့တဲ့ Golden Valley Warrior မြို့ပြပြောက်ကြားဖွဲ့ဝင်ချုံနေ ၎င်းတို့မိသားစုဝင်များကိုညီချိတ်ဆက်ပေးသူများကိုဖမ်းဆီးလိုက်ကြောင်းစစ်ကောင်စီကစွန်လ၄ရက်နေ့တွင်ထုတ်ပြန်သည်ဖမ်းဆီးခဲ့သော63ဦးနှင့်မ3ဦးစုစုပေါင်း16ဦးတို့ကိုဖမ်းဆီးရမိခဲ့သောနေရာဒေသများနှင့်အသက်6နှစ်အရွယ်သာရှိသေးသောကလေးငယ်ကိုပါပုံနေတကစစ်ကောင်စီကကြေညာခဲ့သည်ပြစ်ခတ်ရှင်လင်းရဲအုံပြုခဲ့သောစပိန်နှင့်အတူစန်းထောင်ကောပကောသားအသက်40နှစ်နှင့်ထောက်ဖို့ဖြစ်ပါဝင်ခဲ့သူဝင်းသူခေါ်ကလာလီအောင်မြောင်းကလာပါမြို့နယ်တွင်၎င်းမြို့ကိုကိုခေါ်ဆိုင်းကိုကိုခေါ် မင်းထက်ကိုလင်းလက်စောနေစနေဖြစ်သူပြုံမြုံတမီဖြစ်သူ၆နှစ်အရွယ်လင်းလက်ရွှေတို့အားပကံမြူဟောင်းနှင့်ဖန်စီခဲ့သည်ဟုဖော်ပြထားသည်ထို့ပြင်၎င်းတို့အားပို့ဆောင်ပေးခဲ့သည့်အောင်ဆန်းဟင်းနှင့်ညီညီလိုင်းတို့အားမုရုံမြူနေရင်၎င်းဖန်စီရန်ကြံနေသေးသည်ဟုဆိုသောသူ၏စနေမြင်မြင်တွင်အောင်ကိုကိုချင်းနှင့်စင်မောင်မောင်ခေါ်အာနိုနှင့်ဖြိုးဝေအောင်ခေါ်အရှိကြီးတို့ကိုပကိုးမြုပ်ဝင်စစ်စေးခိုင်း၌ဖန်စီခဲ့သည်ဟုစစ်ကောင်စီကကြေညာထားသည် စကောင်းမကြည့်ရှုပေးခဲ့သောမင်းစီသူခေါ်အငယ်လေးကျော်စန်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်နေဟန်လင်းအောင်အားကြည့်မြင်နိုင်မျိုးရင်း၎င်းမရှင်နှင်တရင်ရရှိခဲ့သူမျိုးကူကူအားဆေးကုပေးခဲ့သည့် TSC ဆီအောင်အစောကိုကိုနေ လင်းစင်းယုံပိုင်ရှင်ထောက်ထားရဲလင်းဆိုလိုအောင်တာကီတာမြို့နယ်တွင်ဖန်ဆီခဲ့သည်ဟုဖော်ပြထားသည်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်တွင်နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖြစ်ရေးဘာသာရဲနှင့်နိုင်ငံသားဆက်ဆံရေးဘာသာရဲနှစ်ခုကိုတင်ကြားပေးနေသောပုံမှုချုပ်အောင်ချုပ်ထုံးအောင်အောင်မေလ22ရက်နေ့နနက်ပိုင်းတွင်၎င်း၏မယန်းကုန်းမြို့နယ်နေရင်ရှိရင်ကိုရန်ဖယ်လီဝါရီယာအဖွဲ့ကရှင်းလင်းခဲ့ခြင်းဖြစ်သည် ဆလင်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့တနက်ထောက်ပြီးဖုတ်ပုံမီတိုက်လို့မြေအောင်လိုက်အတူရောင်ရွှေကောက်ဝဲဆွေးတဲ့ရင်ဖြစ်ပါရဲ့ရှင်။ အဖက်ဖက်မှာဆက်ရှုံးနေတဲ့စစ်ကောင်စီကသူတို့အတွက်နိုင်ငံရေးထပ်ပေါက်လို့ယူဆထားတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့အသေးအံပြင်ဆင်နေကြပြီးရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ်အကြောင်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကကြေညာထားပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲကျင်းပဖို့လုပ်ငန်းစဉ်တွေဟာထင်သလောက်မယိုရှင်းသလိုရွေးကောက်ပွဲကျင်းပဖို့6လဝန်းကျင်သာလိုတော့ပေမဲ့လက်ရှိအချိန်ထိရွေးကောက်ပွဲနေဥပဒေဆိုတာလည်းထပ်ပေါ်မလာသေးပါဘူး။မိတို့ပင်စိုးစီစစ်ကောင်စီကတော့နိုင်ငံရေးထပ်ပေါက် ာရောတရုတ်ရဲ့ PR တွေကြောင့်မှရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပသွားမှာကတော့အသေးချပါပဲ ပြီးခဲ့တဲ့2024ခုနှစ်မတ်လ28ရက်နေ့မှာပြုလုပ်ခဲ့တဲ့ရုရှားနိုင်ငံရဲ့ Intertest Media နဲ့တွေ့ဆုံစမှာအရေးပေါ်ကာလာတွေပေးတာနဲ့ကာလုံကိုအာဏာပြန်လွှဲပြီးရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့မင်းအောင်လိုင်ကပြောခဲ့ပါတယ်။မင်းအောင်လိုင်ကကာလုံကိုပြန်လွှဲမယ်၊ကာလုံကနေ OCB ရွေးကောက်ပွဲလုပ်မယ်လို့သူကပြောလာခဲ့ပြီးအဲ့ဒါတွေကိုလေးလံလိုက်တဲ့အခါကျတော့2008ဖွဲ့စည်းပုံအရဆိုရင်ကာလုံကနေသူ့ကိုအာဏာလွှဲခဲ့တဲ့သမရကိုပြန်စီရင်ခံရအောင်မှာစာနဲ့စီရင်ခံရမယ်။အဲ့ဒီစီရင် င်ခံစာရတဲ့နေ့မှာပဲတမရကနေပြီးတော့ကာလုံကိုပေးရထားတဲ့အရေးပေါ်မင်းကိုဖျက်သိမ်းပြီးချောင်းကိုချိန်ရမယ်။အဲဒီနောက်မှာကာလုံကိုရေကောက်ပွဲဆက်ပြီးကျင်းပဖို့အတွက်အာဏာပေးရမယ်။အဲဒီမှာမှာကာလုံကနေ6လအတွင်းရေကောက်ပွဲလုပ်ပေးရမယ်။အဲ့ဒါကတော့ရေကောက်ပွဲလုပ်ရမယ့်ဥပဒေပါ။အချက်လက်တွေပါပဲလို့နိုင်ငံရေးလှိလာတုံသက်သူလူခွင့်ရေးရှင်တွေဦးကြည်မြင့်ကမောင်းကိုရှင်းပြပါရစေ။ ဒီအထိကတော့ယိုရှင်းသလိုဖြစ်နေပေမယ့်တကယ်တမ်းမယိုရှင်းနေပါဘူး။ဘာကြောင့်လဲဆိုတော့လက်ရှိမှာအာနာသိန်းနာကိုအာနာထိန်နေဆိုတဲ့အကြောင်းပြကြတဲ့အာနာထိန်ကာလာကို6လတစ်စိမ်တက်တန်းတူနေတာကမင်းအောင်လိုင်ဖြစ်တယ်လို့ကာလုံအမျိုးသားကာဝေးရင်းနဲ့လုံချုံရင်ကောင်စီကလည်းမင်းအောင်လိုင်ပဲဖြစ်နေတာပါပဲ။အဲ့ရနေရင်မပီးသေးပါဘူး။မင်းအောင်လိုင်ဟာဝင်ကြီးချုပ်ရာရူသားမကသူ့ကိုယ်သူနိုင်ငံတော်ရှာရေးသမရရှာရူကိုလည်းကိုရင်ပြန်လဲပေးအပ်ထားသူဖြစ်ပါတယ်။ဒီတော့ရွှေကောက်ပွဲပြီးသွားတဲ့အခါမှာ ှာအာနာရှင်စစ်ကောင်ဆောင်ဟာစစ်ဦးစီးချုပ်ဖြစ်ဆက်ရှိမှလားရွှေကောက်ဝယ်နိုင်ရပါတီနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတရာထူးရယူမှလားဆိုတာကမုံလုံးကိုဆက်ကိုကက်တယ်လို့ပဲအဖြေရှိမနေပါဘူးဦးကြီးမြင့်ကဆက်လက်ပြီးလမ်းမဲဇူလိုင်လ31ရက်နေ့မှာ6လတတန်းကကော်မီ6လအတွင်းရွှေကောက်ဝယ်လို့ရမှာဆိုတော့ရေးကြည့်လိုက်ရင်ဇန်နဝါရီ31ရက်နေ့မှာပြေမှာအဲ့တော့သူကဒီ6လအတွင်းမှာလောက်ကိုလို့ရမှာနီဥပရိကလည်းမထွက်ရသေးဘူးအဲ့ဒါရီကလည်းဒီကြားထဲမှာထုတ်ရမယ်ပေါ့ ါ့နော်ပြီးဝရင်အုတ်ချုပ်ရီတရားစီရင်ရေးတွေကိုလူသစ်တွေခံပြီးလုပ်ရမယ်ဆိုတော့ဥပဒေကတော့ပြဋ္ဌာန်းထားတယ်။အဲ့ဒါတွေကိုတော့သူဘယ်လိုလုပ်မလဲစောင့်ကြည့်ရမှာပဲ။ ပြီးတော့တရုတ်ရဲ့ဖီအားကတအားပြင်းလာလို့မဖြစ်ဖြစ်အောင်လှုပ်သွားမယ့်အနေအထားပဲမင်းအောင်လိုင်ကတော့မလှုပ်ချင်နေသေးဘူးသူကတော့အနာထိန်နေဆိုပြီးရာသက်ပံကိုတော့တိုးချင်နေတယ်သူဒီတော့ဒီရွေးကောက်ပွဲတစ်ချိန်နဲ့မရရင်လည်းနှစ်ချိန်သုံးချိန်လောက်ခွဲလုပ်မယ့်အနေအထားမျိုးလို့ဆိုပါတယ်အခုစက်ကောင်စီကနေကျင်းပမယ့်ရွေးကောက်ပွဲကိုတရုတ်ရုရှားဘီလာရုစ်အာဆီယံတစ်ချံအီရန်အိန္ဒိယနိုင်ငံတွေကအသိမဲ့ပြုံမှာဖြစ်ပြီးအာဆီယံတစ်ချံနဲ့အမေရိကန်အော်စတြေးလျနယူးဇီလန်နဲ့ EU နိုင်ငံတွေကတော့အသိမဲ့ပြုံကြမှာမဟုတ် ဖို့လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကခံမှန်းထားကြပါတယ်။အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကလည်းမြန်မာနိုင်ငံတွင် ဖြစ်ပွားနေတဲ့ဆက်ပွဲတွေကိုရှက်တံမှုတောင်းဆိုထားပြီးစစ်ကောင်စီအုံပြုထားတဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာလည်ပြောင်းမှုအဖြစ်သတ်မှတ်ထားကြောင်းသဘောထားပြထားပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့မြေတီရွေးကောက်ပွဲကိုမဆိုတရားဝင်ဖြစ်သတ်မှတ်ဖို့ဆိုရင်သက်ဆိုင်ရာဖွဲ့စည်းအားလုံးအတိုက်အခံဖွဲ့တွေပါအားလုံး ပါဝင်တဲ့ရွှေကောက်ပွဲဖြစ်ရမယ်လို့ဆိုထားတာပါ နေမြများစွာကိုလက်လက်ဆုံးရှုံထမ်းရတဲ့စစ်ကောင်စီဟာသူတို့စုမို့ထားနိုင်တဲ့မြို့အနေငယ်ကလွယ်လို့တနိုင်ငံလုံးအပြည့်တို့ရွှေကောက်ဝယ်ကျင်းပနိုင်မှာမဟုတ်တာအသေးချာပါပဲရွှေကောက်ဝယ်ကိုပြည်သူတွေကလည်းအတိမတ်မပြုတ်ချပါဘူးဒါပေမဲ့လက်နက်နဲ့စုမို့ထားတော့သူစုမို့နိုင်တဲ့နေရာမှာတော့အတိမတ်ပြုတ်နေရမှာပေါ့မြို့ပေါင်းတရာလောက်ကတိုင်းသာတက်တွေနဲ့တော်လင်းတက်တွေကတင်ထားတယ်နေမြ80ဆရာကိုင်းလုံးလောက်ကလည်းຫນွေဦးတော်လင်းတက်တွေကစုမို့ထားတယ်ဆိုတော့ဘလို့ဆက်လုပ်မလဲဆိုတာကစောင့်ကြည့်ရမှာပါလို့ဦးကြည်မြင့်ကဆိုပါတယ် ယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပါဝင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့စစ်အာဏာသိမ်းမှုကိုစန့်ကျင် တော်လှန်နေတဲ့နိုင်ငံရေးအင်အားစုအလုံးကတော့စစ်ကောင်စီကျင်းပမဲ့ရွှေကောက်ပွဲကိုအတိမတ်ပြုမှာမဟုတ်ဘူးလို့အတည်တည်ထုတ်ပြန်ထားပါတယ်။ရှင်းနေဦးကြည်မြင့်ကတော့ရွှေကောက်ပွဲလုံးလုံးမလုံးလုံး NUG ကစစ်နိုင်အောင်တိုင်ရမှာပဲ။သူမလုံးရင်တော့ကြာလာတဲ့အနေမြစကားဆိုင်ရဲ့စစ်ရေးနိုင်ငံရေးကအပေါ်ကိုပြင်ရောက်သွားပြီးတော်လှန်ရေးကခန့်စစ်ကိုရောက်သွားမယ်။တံကပြည်သူအပေါ်မှာလည်းမူမတည်ဘူး။နိုင်ငံတကာအ ပေါ်မှာလည်းမမတည်ဘူး NUG ရဲ့ဦးဆောင်နေတဲ့အရေးအချင်းနဲ့စေတနာပေါ်မှာမူတည်နေပါတယ်ဒီတော့စစ်နိုင်အောင်သာတိုက်ရမယ်မနိုင်ရင်တော့ရှင်သူလက်အောက်ထဲကိုရောက်သွားလိမ့်မယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်ပြည်သူ့ကော်မတီတမတော် PDF နဲ့တိုင်းသာတွလင်းတပ်တွေဟာမြို့နယ်စုစုပေါင်း144မြို့နယ်ကိုစုံမှုချုပ်ကန့်ထားပြီးအဲ့ဒီအထက်မှာမြို့65မြို့မြို့နယ်အားဖြင့်48မြို့နယ်ကိုအပိသက်သိမ်းပိုက်ထားတာပါစစ်နေမြို့တွေက86မြို့နယ်မှာလေတော်လန်စစ်ဖြစ်ပွားနေတာကြောင့်စစ်ကောင်စီစို မှုအုပ်ချုပ်ထားနိုင်တဲ့မြို့ဟာတရားခွင်မြို့သားကျန်ရှိတော့ကြောင့်2024နှစ်ကုန်ပိုင်းမှာထုတ်ပြန်ထားတဲ့ NUG ရဲ့စီရေးတိုးတက်မှုအစီရင်ခံစာကဖော်ပြထားပါတယ်ရှင်။